င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စခန်းသိန်းမြို့သိန်းနဲ့ထင်သာမြင်သာရှိတဲ့စစ်ပွဲအောင်နိုင်တဲ့အထိတက်ခိုက်နိုင်တဲ့အရာရှိနယ်စစ်တွေကို အသက်အရွယ်နဲ့အရေးချင်းကန့်သက်ချက်မထားဘဲရာဟုတိုးပေးမယ်လို့မေအောင်လိုင်းကမလုံးပေးပါတယ်မြကြီးနားမြို့မှာမြေရည်ကြီးလာတဲ့အတွက်အနေပိုင်းရက်ွက်တွေကပြည်သူတွေကို ပြောင်းရွှေ့ရပြီးချီဝေမြို့မှာလည်းမေခန့်မြေရည်ကြီးနေတဲ့အတွက် နေအိမ်အများအပြားရေထဲမျောပါနစ်မြုပ်သွားတဲ့တဲ့ရင်ပါဝင်ရန်ကုန်ခေတ်တဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်တစ်ပုဒ်ကတော့ မြန်မာနိုင်ငံတွန်းစခန်းသိမ်းမြို့သိမ်းနဲ့ထင်သာမြင်သာရှိတဲ့စစ်ပွဲတွေကိုအောင်နိုင်တဲ့အထိတက်ခိုက်နိုင်တယ်။အရာရှိတဲ့စစ်တီတွေကိုအသက်အရွယ်နဲ့အရေးချင်းကန့်သက်ချက်မထားဘဲရာထူးတိုးဝဲမယ်လို့မင်းအောင်လိုင်းကမလုံးပေညွှန်ကြားချက်တရက်ကိုထုတ်ပြန်လာတယ်လို့နေပြည်တော်စစ်ဘက်သတင်းမြစ်ကပြောပါရယ်။အကြက်ဘက်စစ်ကောင်စီကလာမယ့်နှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပမှာဖြစ်တာကြောင့်နိုင်ငံတော်တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက်တမတော်သားတွေအပါအဝင်နိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်လို့လည်းဆိုပါတယ်။ဒါကြောင့်နည်းမြေတည်ငြိမ်အေးချမ်းရေးနဲ့ဥပဒေစိုးမိုးရေးဆောင်ရွက်ရမှာစခန်းသိမ်းမြို့သိမ်းနဲ့ဆုံးရှုံးနည်းမြေတွေပြန်လည်ရရှိဖို့တိုက်ပွဲအနိုင်ရတဲ့အထိတိုက်ခိုက်နိုင်တဲ့အရာရှိစစ်သည်တွေအလုံးကို အသက်အရွယ်ပညာရေးချင်းနဲ့ရာထူးဆိုင်ရာကန့်သက်ချက်တွေမထားတော့ဘဲရာထူးတိုးအဆင့်တိုးပေးမယ်ပြင် ထိုက်ထိုက်တန်တန်လဲစုချမယ်လို့မလုံးပေညွှန်ကြားလာတာဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့လိုမလုံးပေရမှာလဲစစ်ဗိုလ်တန်းတပ်သားတွေလည်းအကျုံးဝင်ပြီးရာတို့တိုးရာမှာတိုက်ခိုက်ဆွမ်းရင်နဲ့စစ်ပွဲအောင်နိုင်မှုအပေါ်မူတည်ကတိုးမြင့်ပေးမယ်လို့လည်းဆိုထားပါတယ်။လက်ရှိမှာတော့အကြမ်းဖက်စစ်ကောင်စီတပ်တွင်းပြည်သူ့ကာကွယ်ရေးတပ်တွေစီမှာအလင်းဝင်တာ ထွက်ပြေးတာစခန်းနဲ့မြို့တွေကိုခုခံကာကွယ်တာတွေမလုပ်ဘဲထွက်ပြေးတာလက်လက်ချတာစစ်တုံးပန်းအဖြစ်အဖမ်းခံရတာတွေရှိနေတာကိုလည်းတွေ့နေရပါတယ်ရှင်ဆက်လက်ပြီးတော့ဆေယနာရှင်တော်လန်ရေးမှာမကြခင် ဖြစ်ပေါ်လာတော့မဲ့အထွေထွေထိုးစစ်ကြီးအောင်မြင်စေရေးအတွက်ပြည်သူတိုင်းအာယုံစိုက်ပါဝင်ပေးကြဖို့အမျိုးသားညီညွတ်ရေးဆိုရအညွကြီးပြည်တော်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကတိုက်တွန်းလိုက်ပါတယ် ရန်ကုန်ခေတ်သစ်က အပတ်စဉ်စီစဉ်တင်ဆက်နေတယ်။ပြည်သူမှ ပြည်သူတို့အမေးအဖြေအစီအစဉ်မှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီပြောဆိုချက်တည်းမှာဆိုရင်အထွေထွေထိုးစစ်ဟာတော်လှန်ရေးအတွက်အဓိကတော့ချက်ဖြစ်ပြီး လူတိုင်းပါဝင်ရမှာဖြစ်တယ်လို့အထွေထွေထိုးစစ်ဆင်နွှဲနေချိန်မှာလဲစစ်ကောင်စီကပြည်သူတွေကိုပုံမိုတက်ခိုက်လာနိုင်တယ်လို့လဲဒေါက်တာဇော်ဝေစိုးကတတိပေးထားပါဗါတယ်။အဲ့ဒီအထွေထွေထိုးစစ်ဟာဘယ်အချိန်ဖြစ်လာမယ်ဆိုတာမသိရသေးပေမဲ့လည်းအဆုံးသက်အောင်မြင်မှသာအောင်မြင်တဲ့တော်လိုင်းတည့်ရဖြစ်မယ်လို့ဒေါက်တာဇော်ဝေစိုးကပြောဆိုထားပါဗါတယ်။အဲ့ဒါကြောင့်အထွေထွေထိုးစစ်အောင်မြင်ဖို့ အားလုံးကဝိုင်းဝန်းအားထုတ်ကြရန်လိုအပ်တယ်လို့လည်းသူကတိုက်တွန်းထားပါဗါအားလုံးပါဝင်တဲ့အထွေထွေထွန်းစစ်ကြီးဖြစ်ပေါ်လာတော့မယ်ဆိုတဲ့နဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဥယျာဉ်မော်88မျိုးဆက်ចောင်းသားခေါင်းဆောင်ဥမင်းကိုနိုင်အပါအဝင်တော်လိုင်းခေါင်းဆောင်အချို့ကလည်းထုတ်ဖော်ပြောဆိုထားပါသေးတယ်ရှင်ဒီတစ်ခါမှာတော့ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြန်လည်စုဖွဲ့ထားတဲ့စစ်တပ်စစ်ကြောင်းက သင်္ကန်းညင်အောင်ပြူဟာကုန်းကိုစစ်ကြောင်းထွက်လာတာကြောင့် KNL တပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရတယ်လို့ KNL စေးသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ31ရက်နေ့ညနေ6:00နာရီအချိန်ကမြောက်ရီမြို့ခလရ295ကနေထိုင်းပြန်စစ်သားတွေနဲ့ပြန်လည်စုဖွဲ့ထားတဲ့စစ်ကြောင်းသင်္ကန်းညီနောင်စစ်ပြူဟာကုန်းကိုတိုက်ခိုက်သိမ်းပိုက်ဖို့ထွက်လာတာလည်းဖြစ်ပါတယ်။အဲဒီလိုထွက်လာတဲ့စစ်ကြောင်းကိုမြရီမြို့နယ်ရွှေမြဆန်နီကွက်တဲ့အနောက်ဘက် တုံးတရားနေရာမှာ KNL ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့လို့လည်း KNL စစ်ရေးသတင်းမြစ်ကပြောပါရယ်။အဲ့ဒါပြင် KNL ဥဆောင်တဲ့မဟာမိတ်တပ်တွေကမြရီမြို့ကခလရ295တရင်ကိုလည်းလက်လက်ကျွေးနဲ့ပိတ်ခတ်ခဲ့ပါသေးတယ်ရှင်။ ဒီတခါမှာတော့အကျန်းဖက်ဆရာနာရှင်စနစ်သက်ဆိုးရှင်တွေတွေပြည်သူတွေကောင်းမွန်ငြိမ်းချမ်းစွာနေထိုင်နိုင်မှာမဟုတ်တဲ့အတွက်ကြောင့်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီက ပြောဆိုလိုက်ပါတယ် မေလ31ရက်နေ့က KNI အမျိုးသားများကာကွယ်တပ် KNDF တီထောင်ခြင်း၄နှစ်ပြည့်အဖြစ် သတင်းစကားထုတ်ပြန်မှုမှာဒုတိယစစ်ဦးစီးချုပ်မာဝီကအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။၄နှစ်တာအထိအတူတူအပင်ပန်းခံအနစ်နာခံအစင်းရဲခံအခက်ခဲမျိုးစုံကိုကြက်ကြက်ခံပြီးအတူရှောက်လန်းခဲ့တဲ့ရဲဘော်ရဲဘက်တွေညီအကိုညီအမအားလုံးကိုအတိမတ်ပြုလေးစားတယ်လို့လည်းဒုတိယစစ်ဦးစီးချုပ်မာဝီကပြောပါတယ်။ဒါအပြင် တော်လိုင်းခီးမှာ ဘုံတံလင်းရင်ဘုံတံတွေလက်လက်ကြီးတံတွေကိုကြံ့ကြံ့ခံပေးခဲ့ပြီး KNDF ကို ထောက်ပံ့ပေးခဲ့တဲ့ပြည်သူလူတရလုံးကိုလည်းအထူးကျေးဇူးတင်ရှိပြီးပြည်သူလူတို့မရှိရင်ဒီနေ့ဒီချိန်ထိဘာကိစ္စမှလုပ်နိုင်မှာမဟုတ်တဲ့အတွက်ကြောင့်ပြည်သူလူတို့ကိုကျေးဇူးတင်တယ်လို့လည်းမာဝီကပြောပါရယ်တိတ်မကြခင်ကာလတွေမှာလက်ထဲမှာဂန်းတွေကင်ထားတာမဟုတ်ပဲ ပန်းတွေကင်ထားပြီးတော့တိုင်းပြည်တဲ့တခုလူမှုအတိုင်းဝန်တဲ့တခုမှာပြန်ဆောင်ကြမယ်ဆိုပြီးတော့လေ KNDF ဒုတိယစီဝစီချုပ်မာဝီကပြောဆိုခဲ့ပါတယ်ရှင်။ မန္တလေးရတိုင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်မန္တလေးမြို့ချမ်းရည်တာဆန်မြို့နယ်26လမ်းနဲ့လမ်း60ကျောင်းကငလင်တန်တဲ့အဆောင်တလုံးကိုဖြိုချစဉ်ပြိုကျမှုဖြစ်ပွားပြီးအမျိုးသားတဦးဟာတေဆုံးကတဦးဟာဒဏ်ရရှိသွားတယ်လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ31ရက်နေ့ညနေ9:30မိနစ်50လောက်မှာ ချရဲတာဇံမြို့နယ်26လမ်းနဲ့လမ်း60တောင်းကငလင်တန်ခံထားတဲ့၄ဒက်တိုက်အဆောင်တလုံးကိုဖြိုချဖြက်စီးနေစဉ်အတွင်း ပြိုကျခရံမှာအသက်16နှစ်အရွယ်ရှိတဲ့အမျိုးသားတူဟာတည်ဆုံးခဲ့ရပြီးအသက်40အရွယ်ရှိတဲ့အမျိုးသားတူဟာထိခိုက်ဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါတယ်။မေလ30ရက်နေ့ကလည်းမန္တလေးမြို့ချမ်းရည်သာဆန်မြို့နယ်26လမ်း86လမ်းနဲ့89လမ်းကြားကငလင်ဒဏ်သင့်အဆောင်တလုံးကိုဖြိုချရမှာဆက်လက်ပြင်ပြိုကျပြီးအမျိုးသားအုပ်ဟာထိခိုက်ဒဏ်ရာရှိခဲ့ပါသေးတယ်။မန္တလေးမြို့မှာငလင်ဒဏ်ခံထားတဲ့အဆောင်4000ဝန်းကျင်ရှိပြီး ပြိုကျတဲ့အဆောက်အုံတွေကိုရန်ရရလိုအပ်ချက်ငွေကြေးလိုအပ်ချက်ကြောင့်ကိုထူကိုထစနစ်နဲ့ဖြိုချနေရပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ ကချင်ပြည်နယ်မြจีนမြို့ပေါ်ကမြေနှိမ်ပိုင်ရက်ွက်အချို့မှာမြေကြီးနေတာကြောင့်ပြည်သူတွေကိုရေဘေးလွတ်ရာကိုပြောင်းရွှေ့ပေးနေရတယ်လို့မျိုးဆက်သစ်လူမှုကယ်ဆယ်အသင်းကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။မေလ31ရက်နေ့ညနေ6:00နာရီခန့်ကလေးကမြจีนမြို့ရန်ပူရက်ွက်ကျက်ပောင်ချံရက်ွက်လေကုန်းရက်ွက်မြင့်ငိမ့်အေအောင်တရားစတဲ့မြေနှိမ်ပိုင်ရက်ွက်အချို့ကို ARD မြေရေဝင်ရောက်လာမှုကြောင့် ပြည်သူတွေကိုဘေးလွယာကိုပြောင်းရွှေ့ပေးခဲ့တာဖြစ်ပြီးလက်ရှိအချိန်ထိကုညီကယ်ဆယ်လုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေရတော့မယ်လို့လည်းသိရပါဗျ။ဒါအပြင်မြကျင်းနားမြို့မှာ AR မြေရာစွန့်ရည်မှ1200စင်တီမီတာအောက်မှာသာ ရှိနေသေးပေမဲ့ဆက်လက်မြင့်တက်နေပြီ မနေ့ကညပိုင်းတွင်မြစ်ရည်အမှတ်1125စင်တီမီတာကို ရောက်ရှိနေပြီးမြစ်ရည်အမှတ်ဆက်လက်တိုးလာနေတာကြောင့်စိုးရည်ရည်အမှတ်ကိုရောက်ရှိနိုင်တယ်လို့လဲစစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမနေ့ကညပိုင်းကသတင်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာ ကချင်ပြည်နယ်အထက်ပိုင်းမှာလည်းမိုးတဲထန်စွာရာသွန်းနေတာကြောင့်ခြေဝေမြို့မှာလည်းမေခမြည်ကြီးနေတဲ့အတွက်ကြောင့် ကဲနားနဲ့နေတဲ့အိမ်တွေအကုန်လုံးဟာနစ်မြုပ်ကုန်တယ်လို့ခြေပေတရားပါနစ်မြုပ်သွားတယ်လို့လည်းဒေသခံပြည်သူတို့ကပြောပါရရှင်ဟုတ်ကဲ့ပါရှင်ဒါအားရံကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျမများပါ